16ရက်9လ2025နေ့ကင်း3:00စက္ကန့်မှာအပြောင်းလဲရွှေ့တိုင်းချင်းရှိပဲဆိုင်ငယ်တစ်စီးကိုကန်ဆန်းမဲ့ထိုးခြင်းနဲ့ပိုင်းဆိုင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရှိမှရပါမယ်ကျွန်တော်တို့ဦးနေတော်မှာဆိုင်ငယ်လက်ကီဒရောပေးရနေမှာယခုတစ်ခေါက်38ချိန်မြောက်ကန်ဆန်းမဲ့ပေးရင်ဖြင့်ကျွန်တော်အောက်မှာမြင်နေရတဲ့ BMW S-R Model 2018 A11 license လေးနဲ့ဒီဆိုင်ငယ်လေးကိုယခုတစ်ပတ်မှာကန်ဆန်းမဲ့လက်မှတ်တစ်စောင်ကို9900ကျပ်ဖြစ် ဖန်ပြီးပေးထားပါတယ်ဒီတကားမှာတော့အကုန်းတစ်လိုက်မှာဝုံတိုင်းကျဲပြီးစော်ခြင်းတဲ့ညီကိုတွေအတွက်တစ်ချက်တော့မညာပဲစော်လို့ရမယ် BMW S-Round R ကိုဖန်ပြီးပေးထားတယ်ဗျာ က်ဟောင်းသားဖြစ်ရလောက်ကျမ်းပါတယ်ဆိုတဲ့အင်ဂျင်ပါဝါတိကျညံ့ညောတဲ့လက်ကင်အထင်းသိမ်းခမိုင်မိုက်စပေါ်ဘိုက်ရုပ်ထွက်တွေနဲ့ဆွဲမက်စီယာ Holy BMW လေးကတော့2018မော်ဒယ်ဖြစ်ပြီးအင်ဂျင်ပါဝါက 996cc inline 4 liquid coolant DOHC စနစ်သုံးထားပေးပြီး66ချောင်းနဲ့အလုံးလုံးပေးပါတယ်13500 RPM မှာအမြင့်ဆုံးပါဝါ196 horsepower ထိထုတ်ပေးပြီးအမြင့်ဆုံး top ကတော့1500 RPM မှာ133 Newton meter ထိထုတ်ပေးနိုင်တော့သူ့ရဲ့449ပေါင်ပဲရှိတဲ့အလေးချိန်နဲ့ power to Rick 维修一下。 ထအကျွအစွဲယုံကအားရစရာဖြစ်နေမှာပါ Marty Play MD Hopping Worklet တွေတုံနာပေးပြီး Gear 6ချက်ကိုချိန်တွဲနဲ့မောင်းနေရမှာပါ Aluminum Composite Brake Frame တွေကိုအင်ဂျင်နဲ့လှလှပပတွဲဆက်ထားပေးပြီး Upside Down ရှေ့လျှော့ဘက်ကလည်းအဖိအကျချိန်လို့ရသလိုအနောက်လျှော့ဘက်ကလည်းအထာကျတဲ့ Aluminum ဆွင်းရမ်းနဲ့ဆိုတော့အမြင်ကကြွရွနေတာပါပဲဂွေတွေကလည်းပေါ်ပါကြမ်းကန်တဲ့ Aluminum ကပ်ဝီးတွေတုံနာပေးပြီးရှေ့တာယာဆိုင်က120 90စက္ကွန်ဆိုင်နဲ့အနောက်တာယာဆိုင်က180 55စက္ကွန်ဆိုင်တွေတုံနာပေးပါတယ် ်စီတိုင်ကြီးကတော့16လီတာခွဲပဲစီဝင်ဆက်မှာဖြစ်ပြီးမြေပြင်ကနေပင်တိုင်ကုန်ကူရှင်တိက3သန်းလောက်မှပဲဆိုတော့တိုင်မိုင်းနိုင်နိုင်အေးအေးဆေးဆေးထိန်းလို့ရမှာပါသူများနဲ့မတူတစ်ဖက်တစ်မျိုးနဲ့လှပနေတဲ့ရှင်မီးတွေလေခွဲကပါချိုးတွေဘေးကပါရဲ့ဗဟတ်တွေထိုင်းကုန်နဲ့ဖင်မီးတွေကစမနိုးပဲရထားတဲ့အချိန်မှာတော့ဟာ ဒီကောင်ကြီးကရှယ်ချမ်းမာပဲဆိုတဲ့လက္ခဏာအပြည့်အဝရှိနေတာပါ2009ခုနှစ်ကတည်းကစတင်မိတ်ဆက်ခဲ့ပြီးအခုချိန်ထိ Racing Replica RR ဆိုတဲ့ကုန်နဲ့ Live Band ကြီးအောင်အင်ဂျင်စွမ်းဆောင်ရည်နဲ့ Electronic စနစ်တွေကိုအမြဲတမ်း give site ထားတဲ့ BMW S-R ကခု2018 model မှာတော့ဆိုင်ငယ်ချစ်သူတိုင်းမငင်းနိုင်တော့တဲ့အရေးအသွေးတွေအပြည့်ဖြစ်နေပါပြီစိတ်ကြိုက်ရွေးချယ်ပြီးရှယ်ဖြုတ်နိုင်ဖို့ Range sport ရေးမှုတွေအပြင်စလင်းမှုနဲ့ယူဆမှုတွေကိုထည့်ထားပေးတာကတကယ်ကြည်နဲ့ဆရာပါကိုကြိုက်တဲ့မှုတွေကိုရှယ်ပြုံးနိုင်ဖို့တက်ပီအားဖြစ်ပေးတဲ့စနစ်တွေကလည်း ABF Pro Dynamic Traction Control DTC Dynamic Damping Control DDC Land Control Pit Lane Limiter Brake Control နဲ့ Quick Shutter စုံလို့ပါပဲဗျာ ABS Pro ဖြစ်သွားတဲ့အတိုင်းတဲတဲ့မောင်းတဲ့အချိန်တွေမဟုတ်ပဲအခွင့်အဆောင်မှာပါစိတ်ချလို့ရသွားတော့ညီကိုတို့ကြိုက်ပါပဲ အဲ့လို break ကိုစောင့်ဆွဲရှေ့ဖြိုးတဲ့အချိန်အဆင့်9ခုလောက်ချိန်ကြီးနိုင်တဲ့ traction control နဲ့စကန်နဲ့အမျှအတိအကျချိန်ကြီးပေးနေတဲ့ damping control တွေကအလုတ်တက်လို့တော့ဤဆက်ပြီးစိတ်ချရလို့ဖီးမပြတ်ပဲအိတ်ချပြီးကွေ့လို့ရတယ်ဗျာစားထွက်တဲ့အချိန်ခေါင်းမလန်ပဲ lever ဆုံးဆွဲနိုင်ဖို့ lane control ကတင်လာပြီးပြီး speed ပြည့်ဝတဲ့အကွေ့အိမ်မှာ pit lane control ကထားအပြည့်လာတော့ဒီကောင်ကြီးကတက်ခွဆက်နိုး gear ထိုးကုန်းပြီးခေါင်းငုတ် lever ပုတ် ကလတ်လွတ်ပြီးရှယ်ဖြုတ်တဲ့အချိန်ကစလို့ရက်တဲ့အချိန်ထိအကုန်ထိမ့်ညိပေးနေတော့ဗာများလိုအောင်ပါလေဗျာအတန်ထွက်နေတာကလည်းငကိုကလေးကလှပြီးသားအစွဲယုံကကြမ်းပြီးသားဆိုတဲ့အနေထားအောင်မှာ quick shutter ပါထပ်ပေါင်းပြန်တော့အတန်ရောအရှင်ရောကျင်းနဲ့အားရလိုက်တာလို့ပဲပြောရတော့မှာပေါ့ဗျာအကြိုက်ဆုံးချက်ကလေးကအနီးနားမှာမရှိနေတဲ့ရီစားလေးစီကိုတွားဖို့ခရီးဝေးမောင်းနေရင်တော့ဖီလေးကောင်းနေဖို့လီဘာကိုင်စရာမလိုတဲ့ group controller နဲ့အငိမ့်လေးစော်လို့ရတော့စိတ်ကူးလေးကြိုရင်တွားလို့ရတာပေါ့ဗျာ အပူဆောင်ထပ်ပိုင်းမိတာတဲ့အဖိုင်းပစ္စည်းလေးတွေကတော့ performance ဝင်းရှိကာဗွန်အဖိုင်းလေးကလေးတွေပါမယ် ် Rambo brake line လေးတွေပါမယ် engine ဘူရုံလေးတွေပါမယ် titanium fuset power sc project လေးလေပါအောင်မယ်ဗျာအဲ့လိုဖက်ဖက်ကပြည့်စုံနေတဲ့ဒီကောင်ကြီးကိုပိုင်ဆိုင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဦးနှံအောင်မတို့ဆိုင်ကလက်ကီဒရော့ပေးမှာလက်မှတ်တစ်စောင်5900ကျက်ဖြစ်ပါဝင်ကန်ဆန်းလို့ရနေပါပြီစဲစောင်းရင်းတစ်စောင် free ကလည်းကျွန်တော်ဘက်ကအမြဲတမ်းပုံမှန်ပေးနေဦးမှာပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကတော့အခုလာမယ်16ရက်9လ2025အပြောင်းလဲရွှေ့ဆိုင်ခြင်းမရှိပဲနေ့ကင်း3နိုင်စက်ကွန်တီတီမှာ tiny ဘတ်ချောက်တန်းနောက်ဆုံးသုံးနဲ့တိုက်ပြီး condition ကို ွေးချယ်ပွင့်လှစ်ပေးသွားမယ် BMW S-Round R မော်ဒယ်2018 A11 license လေးနဲ့ဆိုင်ငယ်ကြီးပဲဖြစ်ပါတယ်ဗျ။ Okay နောက်တစ်ခုရေးကြည့်တာလေးကျွန်တော်ပြောပြပေးပါမယ်။အဲ့ဒါကတော့ငွေလွဲလက်ခံရမယ့်ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဦးနှောင်ဝင်မိုးလို့ဆိုင်ငယ် Lucky Draw Pay ကငွေလွဲလက်ခံမယ့်ဖုန်းဒီတစ်လုံးမဲ့၃ပါပဲဖြစ်ပါတယ်ဗျ။အဲ့ဒီဖုန်းနံပါတ်လေးကတော့39 651 69 35 56ပြေပြောင်းအောင်ဆိုတဲ့နာမည်နဲ့ KP Wave အဲ့ဒီဖုန်းတစ်လုံးပဲ၃ပါပဲဖြစ်ပါတယ်။အဲ့ဒီဖုန်းနံပါတ်ကလွဲရည်ညီစီဖုန်းနံပါတ်ငွေလွဲလုံးဝလက်မခံပါဘူး။အဲ့ဒီဖုန်းတစ်လုံးလည်းဥစားငွေလွဲပေးပါ။အဲ့ဒီဖုန်းကဘယ်တော့မှ limit မပြည့်ပါဘူး။ limit ပြည့်နေခဲ့တော့နောက်နေ့မှငွေလွဲပေးပါဗျ။ကျွန်တော်တို့ဦးနှောင်ဝင်မိုးတို့ဆိုင်ကလ já de Alperi မဲရောက်ရင်လည်းပွင့်လင်းမြင်သာစွာပဲရောင်းချပေးတယ်။မဲပွင့်ရင်လည်းပွင့်လင်းမြင်သာစွာပဲလိုက်ရိုက်လိုက်လွင့်ပြီးမဲပွင့်ပေးသွားမှာဖြစ်ပါတယ်။ဆိုင်မှာမျက်မြင်ကိုတွေ့လာရောက်ကြည့်ရှုအားပေးခြင်းနဲ့ဆိုလည်းရပါသေးတယ်။ကျွန်တော်ရဲ့ဆိုင်ကရန်ကုန်ရွှေပြည်သာမြို့နယ်ရွှေညမောင်ကားမတိုင်မဲကောင်လိုင်းထဲမှာပွင့်လင်းပေးထားပါတယ်ဗျ။ Okay အဲ့တော့ကျွန်တော်ဒီဆိုင်ငယ်လေးကို14တစ်ချက်နှိုးပြပေးပါမယ်။ဒီကောင်လေးကတော့ original တော့တစ်ချောင်းနဲ့ပါမှာဖြစ်ပါတယ်။ original ကီလိုက1940ပဲပါအောင်မှာဖြစ်ပါတယ်။ဒီကောင်ရဲ့စားပစ်တက်တန်းကလည်းတစ်နှစ်တိတိကျအောင်မှာဖြစ်ပါတယ်။ license လေးကလည်းပါပါအောင်မ ယ် A11 license လေးနဲ့ပါ Okay ကျွန်တော်ဆက်လေးတစ်ချက်노ပြပေးပါမယ်ဗျ Okay တော့ဝမိုက်တယ်ဗျာเนาะဒါတော့ဒီဆိုင်ငယ်အင်ဂျင်တန်နေတော့ပါကျွန်တော်တို့ power ကြောင့်အဆီကြောင့်ကူးဆက်ကြီးရတယ်လုံးဝကိုရေးလဲအတန်တော့ကမိုက်နေမှာပဲဖြစ်ပါတယ်တော်တော်ကျယ်တယ်ဗျာအတန်လေးကတော့အပြင်မှာတော်တော်မိုက်မယ် Okay ကျွန်တော်လီဘာလေးနည်းနည်းလေးပုတ်ပြပေးပါမယ်ကျွန်တော်ဒီဆိုင်ကလေးကိုတစ်ချက်ခွာပြပေးပါမယ် ေးဒါကတော့ဒီဆိုင်ငယ်ရဲ့ position နေဒါလေးပဲဖြစ်ပါလေဗျာနော်ဝေးကျွန်တော်ဒီမလေးနည်းနည်းလေးတပ်ပုတ်ပြပြပါမယ် ိုက်ကြီးကိုဘာသာလုံးအနေနဲ့ဖိုင်ဆိုင်ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဆက်လေးချက်တက်လိုက်ပါဦး။ရှယ်ကြီးနော်။ Okay အဲ့လိုမီးတပေါင်းပေါင်းပေါက်နေတဲ့ရှယ်ကြီးကို A11 license လေးနဲ့မျက်နှာမငယ်ပဲနဲ့ဒီတစ်ခေါက်မှာစီးပြလုံးဝကိုရေးလဲလက်မယ်။ဒီဘိန်းကြီးကိုဘာသာလုံးအနေနဲ့ဖိုင်ဆိုင်နေတယ်ဆိုလို့ရှင်တော့ လက်မဆောင်5900ကျပ်ပဲလိုပါတယ်ဆဲသောင်းရွေတစ်စုံ free ကလည်းရအောင်မှာပဲဖြစ်ပါတယ်ဒီဇိုင်းငယ်ကအခုလာမဲ့16ရက်9လ2025မှာအပြောင်းလဲရရွှေ့တန်းကြီးမရှိပဲပွင့်လစ်ပေးသွားမယ်ဆိုင်ငယ်ပဲဖြစ်ပါတယ်ဗျအဲ့တော့ကြောင့် laptop ဖို့တော့လိုမယ်နော်မြန်မြန်လေးပါဝင်ကန်ဆန်းတာပါဘိန်းရောင်းမိုက်မယ်ဗျနော်ကဲအားလုံးပဲ16ရက်9လ2025မှာကန်ဒူးရှင်များပြစ်ကြပါစေလို့ကျွန်တော်စုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နန္ဒအောင်ပါ